ုံးရမယ်ဆိုတော့ပဲရောက်ဟမ်ဟောတွေ့တယ်မဟုတ်နေပုံနေကိုတဲလေးတို့ဒီတပတ်လာမဲ့တဲလေးတို့ဈေးကိုအ ਨੇ ဆုံးနဲ့ရောင်းပေးနိုင်အောင်ပေါ့နော်ပစ္စည်းလေးတော့ရမ်းပေးထားပါတယ်အဲ့ဒါလေးတွေပြန်စစ်နေရပေါ့နော်ဘာတွေရောက်လဲဆိုတော့ဒီနေ့ကဲခဏလေးပြောပြပြီးမှတစ်ဖြတ်ပေါ့နော်55စီတွေဝင်နေ Redmi 95တွေလည်းရောက်တယ်95 Pro Pro Black 14C ဒီ 14C လေးဆိုလို့ရှိရင်အခုလက်ရှိဖြိုးတော့အောင်မိုဘိုင်းမှာ RAM 464ဆိုလို့ရှိရင်အောင်မိုဘိုင်း3သိန်းကျော်လေးနဲ့ပဲရောင်းပေးထားတယ်15 C ရေဆိုလို့ရှိရင်လည်း4128ရမယ်အဲ712 825ဆေးအစုံရောက်ထားတယ်ပေါ့နော်ဈေးကလည်းအသက်သာဆုံးနဲ့အနည်းဆုံးဖြစ်စေရမယ်ပေါ့နော်ရောင်းပေးမှဟိုင်ပြီးကဲရောင်းမလောက်တဲ့93 Pro တွေ14 Pro 14 Pro Plus တွေ14 Pro 14 Pro Plus ဆိုလို့ရှိရင်လည်း14 Pro ဆိုလို့ရှိရင် 9သိန်းကျော်လေးနဲ့ပဲရောင်းပေးမယ်14 Pro Plus ဆိုလို့ရှိရင် Redwood 256ကိုမှ9သိန်းကျော်လေးနဲ့ပဲရောင်းပေးထားမယ်ပေါ့နော်အရင်ကဲထထွက်ချင်းတော့6သိန်းကျော်ပေးလိုက်ရတဲ့ Redmi 15 Ryzen 8 256တွေကိုအခုအောင်မိုဘိုင်းမှာ6သိန်းဝန်းကျင်လောက်နဲ့ပဲဒီတစ်ခေါက်ရောင်းပေးမယ်ပေါ့နော် Now Note 15တွေထထုံးက9သိန်းကျော်ပေးဝယ်ရတဲ့သူတွေဗီဒီယိုတွေ့ရင်တော့မငုံနဲ့နော်အခု6သိန်းကျော်လေးနဲ့ရောင်းပေးမယ် Ryzen 8 128ကိုလေဒီတစ်ခေါက်ပစ္စည်းဝင်တာတွေပေါ့နော် ်နော်။ဒီ Note 15 Pro တွေလည်းပစ္စည်းရောက်တယ်ပေါ့နော်ထပ်ပြီး Note 15 Pro ရေဆိုရင်အရင်၈သိန်းကျော်ပေးဝယ်ရတယ်ပေါ့နော် Red 825ကိုအခုဒီတစ်ခါ Armor Mobile မှာ၈သိန်းစွန်းစွန်းလေးနဲ့ပဲရအောင်ရောင်းပေးပါမယ်နော်။နောက် Plus တွေ Plus တွေကတော့ Red 825ကို၁သိန်းဝန်းကျင်လေးနဲ့သွားပေးပါမယ်။ဒါဒီနေ့ရောက်တဲ့ပစ္စည်းလေးပေါ့နော်ဆင်းနေတယ်လုတ်ပေးနေပါတယ်ရှင်။လက်ကုံအခုလာမယ့်စနေနေ့လေးပစ္စည်းအပြည့်ဖြည့်ထားတယ်ကကလေးတွေမင်ရတာမရှိသေးအောင်ပေါ့နော်။ Okay ကျေးဇူးတင်ပါတယ်အရောက်လေးလှလှဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ရှင်။